ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့စီစဉ်ပေးမှုနဲ့73စီ92နဲ့ပရီမီယံတို့ကိုတလီတာငွေကျပ်4500နှုန်းနဲ့မေဆက်တရက်ကစတင်ပြီးရောင်းချပေးလျက်ရှိတယ်လို့သိရပါဗျာ။ 73စီရီကိုဆိုင်ငယ်တစည်းကို2လီတာမော်တော်ယာဉ်တစည်းကို10လီတာနှုန်းနဲ့သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချပေးလျက်ရှိရာ73စီဖြည့်တင်းဖို့လာရောက်ကြသူများပြားလျက်ရှိရလို့သိရပါတယ်။ကျွန်တော်တို့ဆိုင်အနေနဲ့အခုသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းပေးတဲ့10လီတာအရေအတွက်ကတရက်ကိုလီတာ4000ကျော်ပါတယ်။ဆိုင်ရောင်းတဲ့နေ့ကဆိုရင်မနက်7:00နာရီလောက်မှရောင်းကုန်ပါတယ်။သတ်မှတ်ဈေးနှုန်းနဲ့ရောင်းကုန်သွားရင်တော့အရင်နေ့မှအပြင်ပေါင်ဈေးအတိုင်းရောင်းချပါတယ်လို့73စီရောင်းချသူတို့ကပြောပါတယ်။ လာရှုမြို့မှာရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့စီစဉ်ပေးမှုနဲ့73စီ92နဲ့ပရီမီယာရုပ်ကိုတလီတောင်ငွေကျပ်4500နှုန်းနဲ့ရောင်းချပေးတဲ့စိုက်နှဆိုင်ရှိပြီးလာရှုမြို့ရက်ကွက်စနစ်မှာရှိတဲ့ Regency 73စီဆိုင်နဲ့လာရှုမြို့အဝင်းမှာရှိတဲ့အတော်က73စီဆိုင်တို့မှာရောင်းချပေးလျက်ရှိတယ်လို့သိရပါဗျ။